မကူရကျတော့ကျွန်တော်တကယ်ချင်းလို့သဘောလို့မရပါဘူးဒါဒါကျွန်တော်တို့ကအများကြီးဆရာကြရတယ်စီမံလဲကြရတယ်ကျွန်တော်အမအမလို့နေလေးစားနေရတဲ့ဟိုပါဟိုကျွန်တော်တို့မိသားစုတို့တက်မှုမျိုးနဲ့ကျွန်တော်ဆက်ဆံတယ်လို့မျိုးကျွန်တော်တော်ပြီးဆက်ဆံလို့မရဘူးအမနဲ့ကြပြန်တွေ့ရတဲ့အချိန်မှာကျွန်တော်ဒါအားလဲဝင်သွားတယ်ဒါအားလဲပြောတယ်နောက်ပြီးတော့ဟိုလိုကောင်းမလဲဖြစ်နိုင်နောက်ထပ်လိုမျိုးအမနဲ့ချက်ပြီးတော့ဆုံရင်ပါသေးတယ်ရိုက်ခွင့်ရချင်ပါသေးတယ်ဘာအကြောင်းတွေကြီးကပြန်ပြောပြကြတယ် ပြည်သူရောက်နေတော့ကျွန်တော်ပြီးတာဘယ်ဘယ်ရမလဲအကျွန်တော်ထဲ့တာဘောဘယ်ရမလဲတလုံးရနှလုံးရကျွန်တော်ထဲ့တာဘောဘယ်ဘယ်နေမလဲပြုံးငွေစုလေဘယ်အဲ့လိုပြီးမလဲတို့ကြည့်ပြီးလို့ကျွန်တော်ဟန်းသွားရှူတင်ရအောင်ချင်းလေမဟုတ်ရောက်ပြီလားရောက်ပြီမဟုတ်ကျဲတယ်မင်းဒိန်းတို့ကျွန်တော်ချက်ဟန်းသွားသေးတယ်အမဒီတိုင်းကြီးပဲနော်လို့ဘယ်လိုလဲလို့အဲ့အနေနဲ့ဘာဖြစ်ညာဖြစ်ဆိုတော့ဒီတိုင်းလုံးဝဒီတိုင်းပဲသူဘာပူဝင်းမှမလို့မရှိတဲ့ပုံစံမျိုးနဲ့ပဲနေတာကျွန်တော်မဟုတ်ရတာအရင်ကြီးကိုလိုမျိုးတငယ်ချင်းလို့မဟုတ်ပဲ ဒီလိုညောင်ညောင်ကျတော့သူတငယ်ချင်းအရင်လိုပေါင်းကြပေါင်းကြတာဘောနော်ရိုက်တာကောင်မလေးကလည်းတော်တယ်ကအဲသူကလည်းဟိုလိုခေါ်လဲအားလုံးလေးဟိုလွတ်လက်ပေါ်ပါလေးနဲ့အဲသူလိုချင်တာလေးကိုဖြစ်အောင်လုပ်သွားအဲသူသူပညာလေးကောင်းတယ်ကောင်းတယ်နောက်ပြီးတော့မဝဲနဲ့ကျွန်တော်နဲ့လည်းမတွေ့ရတဲ့တကယ်လည်းကြာပြီအဲဦးမျိုးလေးပြန်ရရတော့ကျွန်တော်နှစ်ယောက်လုံးလည်းဘယ်လိုခေါ်လဲနည်းပြန်ငယ်သွားကြတာဘောနော်အပြောတော့ဘောမဝဲနဲ့ဆိုတာဟိုတငယ်ချင်းဆိုတာတဲ့မဝဲကကျတော့ကျွန်တော်တငယ်ချင်းလို့သွားပေါင်းလို့မရပါဘူးဒါဒါကျွန်တော်တို့အများကြီးဆရာကြားတယ်စီနီယာလည်းကြားတယ်ကျွန်တော်အမအမလို့လေးစားနေရတဲ့ဟိုပါ ဟိုကျွန်တော်တို့မိခင်ဗျားတို့တက်မှုမျိုးတွေကျွန်တော်ဆက်ဆံတယ်လို့မျိုးကျွန်တော်တော်ပြီးဆက်ဆံလို့မရဘူးအမားနဲ့ကြပြန်တွေ့ရတဲ့အချိန်မှာကျွန်တော်ဒါလည်းဝင်သွားတယ်ဒါလည်းပြောတယ်ကျွန်တော်တို့ဟိုလိုကောင်းမလဲဖြစ်နိုင်နောက်ထပ်လိုမျိုးအမားနဲ့ချက်ပြီးတော့ဆုံးနေပါသေးတယ်ရဲခွင့်ရချင်ပါသေးတယ်ဟိုကျွန်တော်ဘာတောင်းတဲ့ဒီကပြန်ပြောပြတာဒီလူကြောင့်နေပေါ့ကျွန်တော်ဖီးတာပဲဘယ်ရမလဲအကျွန်တော်ထဲတာပေါ့ဘယ်ရမလဲတလုံးရနှလုံးရကျွန်တော်ထဲတာပေါ့ဘယ်ဘယ်နေမလဲပြုံးငွေစုလေဘယ်အဲ့လိုပြီးမလဲဟာမအညာအလုံးအကုန်အကုန်အကုန်ဟာမလဲအကုန်ရင်းအတိုင်းပဲအ သူ့ကြည့်ပြီးတော့လို့ကျွန်တော်ဟန်းသွားရှူတင်ရောက်ချင်းလေမက်ဝေရောက်ပြီတော့ရောက်ပြီမက်ဝေကျဲချင်းဒိန်းတို့ကျွန်တော်ချက်ဟန်းသွားသေးတယ်အမဒီတိုင်းကြီးပဲနော်လို့လို့လေလို့အဲ့အနည်းလေးဘာဖြစ်냐လဲဆိုတော့ဒီတိုင်းလုံးဝဒီတိုင်းပဲဟိုသူစကားပြောတဲ့ပုံစံကသူ့ရဲ့ဟိုစိတ်ခံစားမှုပေါ့နော်ကျွန်တော်ငငယ်တော့သူ့ရဲ့လူကားရဲ့တုန်းကရှူတင်မှာသူနေတဲ့မှုတိုင်းပဲဒီပဲလို့အဲ့လိုပဲနေတော့မယ်သူဘာပူဝင်းမှမလို့မရှိတဲ့ပုံစံမျိုးနဲ့ပဲနေတာဒီတကယ်မိုက်တယ်ကျွန်တော်တို့တော့ကျွန်တော်ဗျာအဲ့ကျွန်တော်မင်းသားပေါက်ဆာလေးကြီးအဲ့ကြောင့်သူကအင်နာကျော်စင်ဆိုတော့ဟိုသူနဲ့ရိုက်ရိုက် ကားကြီးအများကြီးလည်းမရိုက်ခဲ့ဘူးပါဘူးနည်းနည်းရိုက်ဘူးတော့ပါဟိုနည်းဆိုတော့ထပ်မတော့ကုသားကြီးနဲ့မဟုတ်ဘူးနဲ့ကျွန်တော်နဲ့ကားတွေရှိတယ်ဗျာကျွန်တော်နဲ့မဟုတ်ဘူးနဲ့နှစ်ယောက်တည်းရိုက်တဲ့ကားဗီဒီယိုဆိုတာနည်းပါတယ်အများကြီးမရှိပါဘူးဟောဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ chat တွေသူတို့တကယ်ဟိုနံပါတ်1နံပါတ်ဖြစ်နေတယ်မျိုးသမီးတွေဆိုတော့လေဟုတ်ကဲ့ရိုက်ရတဲ့ကားကြီးတွေကလည်းနည်းတယ်ဒါပေမဲ့ရိုက်ခွင့်ရတဲ့ကားလေးတွေအကုန်လုံးကလည်းဘယ်မှမရရှိတဲ့ကားလေးတွေပဲများတယ် အဲ့လိုเนาะဟိုဗီဒီယိုထဲမှာဆိုလဲအဲ့လိုမဟုတ်ဘူးကျွန်တော်မက်ရကားလေးညားတယ်အမှဟိုအချစ်တီလေးကြီးဆိုရင်အဲကျွန်တော်ဘောကရပထမဆုံးရိုက်ခွေရုပ်ရှင်အဲ့ကားမှာတည်းကကျွန်တော်မက်ဝင်ကျွန်တော်ချစ်တီလို့ပဲတိတိကျကျလို့ပါကြာဆိုအဲ့တော့ကမက်ဝင်ကအရင်နဲ့မကြည့်နေလေအဲ့တော့ဆိုပြတာကျွန်တော်တို့ဆိုရင်ဒါအဲ့ပြန်ဆိုတော့အပြင်မှာကိုကြည့်နေရတယ်မင်းသမီးတယောက်နဲ့ဟိုကျွန်တော်ဆယ်အောင်ကြီးကသားမှာတွေ့ရတာလေအဲ့တော့ကသူကသူကျွန်တော်အဲ့လိုပဲဟိုဟိုဘယ်လိုခေါ်လဲကျွန်တော်အဲ့တော့နေကကျွန်တော်လည်းထင်ပါတယ်ကျွန်တော်ဟုတ်ပြရလေရှောက်လုံးနေမယ်လို့ထင်ပါတယ်ကျွန်တော်အဲ့လိုနေကအဲ့သူကျွန်တော် ်ချစ်ပါတယ်အဲ့တော့သူအောင်အနီမာလည်းကျွန်တော်ချစ်တယ်ကျွန်တော်ဟိုလိုကျွန်တော်လည်းသိခံပြီးတယ်ကျွန်တော်အနီမာဆိုရင်လေအရင်လည်းအလိုလိုက်တာအဲ့ဆိုတော့အနီမာနဲ့ကျွန်တော်ပို့ခင်တာမပါတော့ဘာလို့မဟုတ်ပါဘူးကျွန်တော်မဝင်ရတာအရင်ကြီးဟိုလိုမျိုးတငယ်ချင်းလို့မဟုတ်ပါနဲ့ဒီလိုမျိုးကြောင့်ကျွန်တော်လည်းကျွန်တော်တငယ်ချင်းအရင်လို့ပေါင်းခဲ့ပေါင်းကြတာပေါ့နော်ဟိုအိုးအရင်တော့ပေါ့လေအိုးအရင်တော့ကဘယ်လိုလဲ ဗီဒီယိုတွေရိုက်ရတဲ့အချိန်တော့သူလည်းဗီဒီယိုတွေရိုက်ကျွန်တော်လည်းဗီဒီယိုရိုက်ဆိုအဲ့လိုမျိုးနှစ်ယောက်တူရိုက်လာတဲ့အချိန်ဆိုတော့ကျွန်တော်တို့ကပုံပြီးတော့ရင်းနှီးတာပေါ့ကောင်းတော့ရှိနေချင်တာပေါ့ကျွန်တော်ရှိနေချင်တာပေါ့ဟိုတယောက်တယောက်ရေးရတယ်ကျွန်တော်ဖတ်လိုက်ပါပါတယ်ကြော်ညာကြည့်ရတဲ့ဟိုကလေရုပ်ရှင်လေးကြည့်နေရသလိုပဲဆိုတော့လွမ်းတာပေါ့ဗျာကျွန်တော်လည်းလွမ်းတာပေါ့အဲကျွန်တော်လည်းသူတို့နဲ့ပြန်ပြီးရိုက်ချင်တာပေါ့ရုပ်ရှင်လေးကြီးရိုက်ချင်တာပေါ့အဲ့ဒီကားတွေကိုလည်းပြည်သက်တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်နေချင်တာပေါ့